အားလုံးမင်္ဂလာပါရှင်တတိယအိသာယာမှာအရန်နာမည်ကြီးတဲ့မယူရန်ကုန်တိုးထိုးဖိုင်လိကတောင်ကြီးမြို့ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သွားရောက်မိဖန်တယ်ပေါ့နော်ဖန်လိကတောင်ကြီးမြို့အနောက်မြို့ပတ်လန် ကျောင်းညှဖူရက်ကွယ် MF1 အာမကမူလာတန်းတော်ကြောင့်အရှင်းဖုံးပြောရမယ်ဆိုရင်တော့အရင်212ဝေအဟောင်းနေဝေအဟောင်းနားမှာပေါ့နော်မယူရန်ကုန်ဝတ်သားတူတူဆိုပြီးတော့ဖိုင်လင်းဖွင့်ထားတယ်ဖိုင်မန်ကဝတ်သားနဲ့ပတ်သက်တာတွေအကုန်ရတယ်ပြီးတော့ဖတ်ထုတ်ကြော်ကော်ပြန့်ကြော်တွေလည်းရတယ်ကြာပညာခောက်ဖွဲကြော်ရတယ်ဖိုင်လေးမှာအထဲထဲမှာဝင်ဖားဖျာထိုင်ကုန်လေးလည်းရှိတယ်အင်းဖိုင်ပွင့်ချိန်ကတော့ညနေ3နာရီလောက်ကနေဖတ်ပြီးရောဖွင့်နေ အရာသာဝင်နေတဲ့ဒီအသားနုနုအီအီလေးတွေကလှိထားတဲ့အတုံးလေးတွေကလည်းတုတ်ထိုးထားတဲ့တုံးလေးတွေကလည်းအနေတော်ပဲပေါ့နော်တုတ်ထိုးအပြင်သူ့ရှိမှာပဲပြားတုတ်တို့ဘာလို့လဲရတယ်ပြီးတော့ဒီအသားတူတို့ဘာလို့ရတယ်အမ်သူရှိမှာဒီကော်ပြန့်ကြော်တွေပေါ့နော်ကော်ပြန့်ကြော်တွေဖတ်ထုတ်ကြော်တွေလည်းတော်တော်လေးနာမည်ကြီးရယ်ကော်ပြန့်ကြော်တွေဖတ်ထုတ်ကြော်တွေကိုဒီတိုင်းဖားတာတဲ့อืมတတိယကတော့သူ့ကိုတုတ်ခိုင်းပြီးတော့အာတုတ်ဖားတာပို့ပြီးတော့ကြိုက်တယ်ပေါ့နော် ကြာဖညောခောက်ဖဲကြော်ရေးလည်းရတယ်ကြာဖညောခောက်ဖဲကြော်ကိုလည်းအပေါ်ကရင်ဖော့အချင်းလေးဒီတိုင်းဖန်ပေးလိုက်တာအထက်ပေါ်တော့ဒီကော်ဖီလေးဖော့ရင်းနဲ့တုတ်ပေးလိုက်တဲ့အရာတော်ကိုဒီတိကပို့ကြိုက်တယ်ဘာနဲ့သွားတူလဲဆိုတော့ရန်ကုန်တို့ရန်ကုန်တုံးနဲ့သွားတူတယ်ပေါ့နော်อืมသူရှိမှာဘာဖာဖာဒီဖော့နဲ့ကော်ဖီတုံးနဲ့တုတ်ပေးတယ်အဲ့တုတ်ပေးတဲ့အရာတာကတော်တော်လေးကိုကောင်းတယ်อืมသူ့ဖန်ရောက်ရင်တော့ဒီတိက recommend ပေးမယ်အဲ့လိုလေးတုတ်စားလို့ပေါ့နော် ဒုတ်ထုပ်ပွဲနဲ့ပြင်မဲ့ဆိုရင်အောက်ကသခွားသီးမြင်မြင်လေးတွေခင်းထားပြီးတော့အသားလေးတွေညှက်ထဲဟိရပူပူလေးနဲ့နန်းနန်းမင်းအင်းတမျာသီးလေးညှက်ထဲလိုက်ရင်တော့အရန်ကိုအရသာရှိရဲ့ဒုတ်ထိုးလေးရပြီပေါ့နော်ဒုတ်ထိုးပွဲပြင်လေးရပြီပြီးတော့သူ့ရှိမှာဒီဝတ်သားတုတ်တွေပိုင်းလည်းရတယ်အသားတုတ်တွေဆိုရင်လည်းသူက salt နီနဲ့ပေါ့နော် coffee တုတ်လေးနဲ့တုတ်ပေးထားတာအင်းတီတီတို့မန္တလေးမှာရှိတယ်နာမည်ကြီးအတုတ်ဖန်တဖန်ရှိရဲ့ အတုံးဖိုင်နဲ့လက်ရနည်းနည်းတော့သွားဖင်နေဖားလို့ကောင်းနေပေါ့နော်ဒီအတုပ်ကိုလည်းကြိုက်တယ်ဒီဖိုင်မှာဆိုရင်ဒီအဝသားတုတ်ထိုးကိုဒီတိုင်းဒုတ်ထိုးပြီးဖားရတာတဲ့ဝသားတုတ်ထိုးအရင်နဲ့ပွဲပြင်ဖားရတာကြိုက်တယ်တာမညောခောက်ဖွဲချော်ရီဆိုရင်လည်းဒီတိုင်းဖားရတာတဲ့တုတ်ပြီးတော့ဖားရတာကြိုက်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဒီအချင်းပေါ့နော်ဖော့အချင်းရိုးရိုးရှင်းရှင်းဖော့အချင်းရဲ့လက်ရာက တော်တော်လေးကောင်းတဲ့အတွက်ကြောင့်မို့လို့ဒါတွေအကုန်လုံးကတုတ်ဆွားရတာပို့ပြီးတော့ဆွားကောင်းတယ်ပေါ့နော်။ကော်ပြန့်ဆိုရင်လည်းအခုဒီပုံထဲမှာပါတဲ့အတိုင်းပဲပေါ့နော်။ Fortune ရဲ့ Coffee ရုပ်တွေရဲ့အဲရောပြီးတော့တုတ်တာကငရုတ်သီးတွေပိုင်းနဲ့ရောပြီးတုတ်တာပို့ပြီးတော့ဆွားကောင်းတယ်။သို့ပေမဲ့အခုကယာတိအခုအပြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ချင့်ချိန်ပြီးတော့ဆွားကြနော်။ လိဖာလေးကအရှိမလေးပြောပြထားတဲ့ဖူပြီမဲ့ပြန်ပြောပြပေးမယ်နော်တောင်ကြီးမျိုးအနောင်မျိုးပတ်လန်အာမကဖတင်မူလာလန်လွန်ကြောင်းသားလေးမှာပေါ့နော်အရှင်ဖုံးအလွယ်ဖုံးနဲ့ပြောရမယ်ဆိုရင်အရင်212ဖေးဟောင်းသားလေးမှာပါညနေ3နာရီလောက်ကရင်ဖတ်ပြီးဖွင့်တယ်တတိယဘလော်လေးကိုဖုန်းနဲ့ရှူပေးလို့ဂျေဖူအများကြီးတင်ပါတယ်ရှင့်တာယာပျော်ရွှင်သောနေ့လေးတွေကိုပိုင်ဖိုင်နိုင်ကြပါဖိ